် NUG သမရာကြီးက KNU ဥက္ကဋ္ဌနဲ့ဖြစ်ဖြစ် KNPB ဥက္ကဋ္ဌနဲ့ဖြစ်ဖြစ်တိုင်းသားတွေစီလုံးညီညီရေးအတွက်တွေ့မယ်ဆိုရင်တော့ကျွန်တော်တို့ဘက်ကချိုးဆိုတယ်ကောင်းတဲ့ကိစ္စလို့ပြင်းတယ်။ဘာကြောင့်အဲ့လိုပြောရလဲဆိုတော့2025အလွန်မှာကျွန်တော်နိုင်ငံရေးခင်းကြီးတက်ကူကိုသွားတော့မှာဖြစ်ပါတယ်။ဒီနိုင်ငံရေးခင်းကြီးအဟောင်းနဲ့တော့ကျွန်တော်နေလို့မရဘူး။ကျွန်တော်တို့က NGO တော့ထည့်ဦးထည့်ရမှာဖြစ်ပါတယ်။နောက်ပြီး EAO တွေထည့်ရမှာဖြစ်ပါတယ်။နောက်တတိယအင်အားစုလည်းလိုပါတယ်။ အာရကတက်တော်အနေနဲ့ကတော့ဒီစုပွဲမှုကတကယ်ကိုစနစ်တကျဖြစ်မယ်စီးနောင်မှုအားကောင်းမယ်ဆိုရင်တော့ပါလာလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်။ NUG နဲ့ငါစီလာဆိုရင်တော့အပြည့်အစုံတော်တော်ကြီးခဲ့ရ။အဲ့တော့ကျွန်တော်တို့ဘာဖြစ်လဲဆိုခံစစ်တွေဖြစ်တဲ့အခါမှာသူ့ရဲ့မဟာဗျူဟာကိုကျွန်တော်မခံနိုင်တော့ဘူး။ကျွန်တော်တို့စစ်ကရှုံသွားတာမဟုတ်ပါဘူး။စစ်ဆိုတာဆုတ်တာရှိတယ်ဗျတက်တာလည်းရှိပါတယ်။တေချာလာတော့2025အလုံးမှာတော့အခင်းချင်းတစ်ခုကတော့တေချာပေါက်တွေ့ရပါလေ ဟုတ်ကဲ့ကိုအောင်မိုင်းမင်္ဂလာပါဗျ။ဟုတ်ကဲ့မင်္ဂလာပါဗျ။ဟုတ်ကဲ့ကိုအောင်မိုင်းဒီကနေ့ကျွန်တော်တို့ဆွေးနွေးလိုတာကတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဒီယာယီတမရဒူဝါလာရှိလာကမကြသေးခင်ကတိုင်းသားလက်နက်ကင်တော်လိုင်းအဖွဲ့ခေါင်းဆောင်တွေဖြစ်တဲ့ Procure to Win နောက်တူကတော့ KNPP ရဥက္ကဋ္ဌခူးဦးတယ်ပေါ့နော်။ဆိုတီးကြစီကျွန်တော် online ကတွေ့ဆုံခဲ့ပါတယ်။ဒါတော်တော်လေးထူးကြတယ်လို့ကျွန်တော်ပြောရမှာပေါ့နော်တော်လန်ရေးတက်တန်း၄နှစ်ကျော်မှဒါပထမဦးဆုံးတွေ့တာလို့ကျွန်တော်သိရပါတယ် ဆိုတော့နောက်ပြီးတော့လည်းဒီလက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအခြေခံဥပဒေရေးဆွဲပြီးရင်တပေါင်းစုဖွဲ့ဖို့ဆိုတော့နောက်တစ်မျိုးပေါ့နော်အသွင်ကူးပြောင်းရေးကာလဟိုအစိုးရဖွဲ့ဖို့ဆိုတာလည်းကျွန်တော်တို့တည်င်းနေကြားနေရတယ်နောက်တစ်ခုက UNG နေနဲ့လည်းပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ဆိုတော့တာဆူနေတဲ့အနေအထားမျိုးတွေရှိတယ်ဆိုတော့ဒီလိုအခြေအနေမှာတွေ့ရဆိုတော့တခုခုထူးခြားနိုင်မလားပေါ့နော်ဆိုတော့ဒီပေါ်မှာကျွန်တော်တို့သုံးသက်ဆွေးနွေးလိုတာပါအဲ့တော့ပထမဆုံးအနေနဲ့ကိုအောင်မိုင်းနေနဲ့ဒီလိုမျိုးတမနာကြီးရဲ့တွေ့ဆုံမှုပေါ့ရေဘူးကပေါ့နော် ဘယ်လိုမျိုးသုံးသက်ချက်ရှိလဲဗျဟုတ်ကဲ့ဗျာကျွန်တော်တို့ NUG ယာယီသမရာကြီးပေါ့သူကလည်းရှိလား KNU ဥက္ကရာ PMPB ဥက္ကရာတို့နဲ့တွေ့တွေ့ဆုံနေဆိုတဲ့တရင်ကျွန်တော်လည်းဖတ်ပါတယ်ကျွန်တော်တို့ဘက်ကတော့အကောင်းမြင်တယ်ပေါ့ဗျာအကောင်းမြင်တဲ့အနေနဲ့ချိန်ကပ်ပါတယ်ဒါဘာပဲပြောပြောဒီကျွန်တော်တိုင်းသားတွေကောင်းဆောင်နေတဲ့ဒီ NUG ယာယီသမရာကြီးနဲ့တွေ့ဆုံနေဆိုတာကောင်းတဲ့ကိစ္စပါပဲဘာကြောင့်ကျွန်တော်ကအဲ့လိုပြောသလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံက တေချာစဉ်းစားမယ်ဆိုရင်ကျွန်တော်တိုင်းသားတွေရဲ့ပြဿနာအဓိကပြဿနာဖြစ်ပါတယ်ကျွန်တော်တိုင်းသားတွေက190ပြည်တွင်းစစ်မှာကျွန်တော်တိုင်းသားတွေချင်းချင်းညီညွတ်ရေးကိုမိဒရန်မျိုးစုံနဲ့ဖြုတ်ခွဲခံခဲ့ရတယ်မညီမညွတ်တွေဖြစ်တယ်အဲ့ဒီဘဝကနေပြီးတော့စေအုပ်စုကအခွင့်ကောင်းနေကြတယ်အဲ့ဒါနီယောင်ကြီးကအဲ့ဒီအခွင့်ကောင်းနေကြတဲ့အတွက်ကြောင့်ကျွန်တော်တွေကိုသွေးခွဲတယ်အဲ့ဒါလည်းနီယောင်ကြီးပဲအခုလည်းသွေးခွဲတယ်အရှင်ကလည်းသွေးခွဲတယ်အဲ့ဒီသွေးခွဲတယ်ဆိုတဲ့ကိစ္စကအောင်မြင်နေတာတွေ့ရတယ် ဒါကျွန်တော်တွေ့ရတဲ့အပိုင်းဒါကြောင့် NUG သမရာကြီးက KNU ဥက္ကရာနယ်ဖြစ်ဖြစ် KNPB ဥက္ကရာနယ်ဖြစ်ဖြစ်တိုင်းသားတွေစီးလုံးညီညီရေးအတွက်တွေ့မယ်ဆိုရင်တော့ကျွန်တော်တို့ဘက်ကကြိုဆိုတယ်ကောင်းတဲ့ကိစ္စလို့ပြင်းတယ်ဒါမှမဟုတ်ခုနလိုပေါ့ဗျာသူ့ခက်ခဲကိုခက်ခဲကြောင်တွေ့တယ်ဆိုရင်တော့လေတမျိုးပေါ့ဗျာဒါတော့လည်းကျွန်တော်လည်းပြောလို့မရဘူးအဲ့တော့ဒီ프로ကွတ်တူးဝင်းနဲ့ခူးရဲတို့နဲ့တွေ့တဲ့အပေါ်မှာကျွန်တော်ထပ်ပြီးတော့နောက်ကြည်တာတော့လက်ရှိမှာ KNU ဘက်က KNPB KNY ဘက်က စစ်အုပ်စုကထိုးစစ်တွေကြီးကြီးလုပ်နေတယ်လေဆိုဒီလိုအနေထားမှာဟိုနှစ်ဖက်လုံးကဟိုတစုံတရာအခက်ခဲရှိလာတဲ့အနေထားပေါ့ဆိုဒီလိုကြောင့်ပြည်သူလူထုကိုစီးယုံတဲ့အနေနဲ့အပြသဘောမျိုးလားပေါ့နော်အဲ့ဒီလောက်အဆင်ပဲဖြစ်နိုင်လားဒါမှမဟုတ်ဒီထက်ပိုနိုင်လားအဲ့ဒီပေါ်ဘယ်လိုမျိုးတုံးသက်လို့ရမလဲအဲ့ဒီအမြင်ကတော့အားနေတယ်လို့ကျွန်တော်ထင်ပါတယ်ဗျ NUG သမရာကြီးပေါ့ဗျဒူဝါလရှိလား KNU ဥက္ကရာ KNB ဥက္ကရာနဲ့တွေ့တာအဲ့ဒီလောက်တဲ့အစ်စ်နဲ့တော့ပိုပြီးများပါတယ်တို့ကျွန်တော်တို့လည်းယူဆပါတယ်။ဘာကြောင့်အဲ့လိုပြောရလဲဆိုတော့2025အလွန်မှာကျွန်တော်နိုင်ငံရေးခင်းကြီးတက်ကူကိုသွားတော့မှာဖြစ်ပါတယ်။ဒီနိုင်ငံရေးခင်းကြီးအဟောင်းနဲ့တော့ကျွန်တော်နေလို့မရဘူး။ဒါကတော့ကျွန်တော်နိုင်ငံတွေကတနိုင်ငံလုံးလဲဖြစ်တယ်။တက္ကသိုလ်တက္ကသိုလ်လုံးကလည်းဖြစ်ဖြစ်အကုန်လုံးကခင်းကြီးတက်ကူကိုလိုလားနေတဲ့အချိန်ဖြစ်ပါတယ်။အဲ့တော့ ်တမရာကြီးနေနဲ့ဟာ KNU ဥက္ကရာပဲဖြစ်ဖြစ် KNPP ဥက္ကရာပဲဖြစ်ဖြစ်အခြားတိုင်းသားခေါင်းဆောင်တွေနဲ့တွေ့ဖို့တွေ့ရမယ်အခြေအနေဖြစ်ပါတယ်ဒါမှလည်းအခင်းချင်းတစ်တခုမှာကျွန်တော်တို့ချော့ချော့ရှူရှူနဲ့လေကျွန်တော်တို့သွားလို့ရမှာလို့ကျွန်တော်ထင်အခုပြောရတဲ့ပြောနေရတဲ့အခြေအနေကဒီလိုပြကျွန်တော်တို့နိုင်ငံအနေထားပြောမယ်ဆိုလို့ရှိရင်ကအတော်ထိလေရှာလဲအနေထားဖြစ်တယ်ကအခုအခြေအနေကလေဆိုပါတော့ပြပဆိုပါဆိုပြပြီးခဲ့တဲ့အပတ်ကပဲဘင်္ဂလားဒေ့ရှ်နိုင်ငံကနေပြီးတော့ ဒီရခိုင်ကိုတွင်းမဲ့ကုံတွေကိုပိတ်တာတော့ဟာမျိုးတွေပေါ့ဗျာဒီပကလည်းကျွန်တော်တို့ဖီးအားတွေရှိလာတယ်အပြည်တွင်းမှာဆိုလို့ရှိရင်လည်းခုနလိုပေါ့ကျွန်တော်တို့ကရင်နီဒေတာကိုပိုးတွေဝင်ထိုးတယ်ရန်သူနဲ့ပေါင်းပြီးထိုးတယ်အဲ့တော့ပိုးတက်တင်နဲ့ရန်သူတက်တင်ပေါင်းထိုးတာတွေ့ရတယ်အဲအဲ့ဒီလိုပဲဒီဘက်ကျွန်တော်ကရင်ဒေတာမှာလည်းတည်င်းနေထွက်လာတယ် BGF နဲ့ KGB ကရန်သူနဲ့ပေါင်းပြီးတော့ကျွန်တော်ကရင်ညှို့ထိုးတယ်ဆိုတာအဲ့ဒီတည်င်းထွက်လာတယ်ဆိုတော့ ဒီဟာကခဏဒီအချိန်ကတကယ်ကိုထိတွေ့ရတဲ့အချိန်ဖြစ်ပါတယ်တော်ကျွန်တော်တို့ဘက်ကပြောမယ်ဆိုရင်တော့ခဏအချိန်ကိုကျွန်တော်သုံးသတဲ့အခါမှာကျွန်တော်တို့ကမိတ်ဆွေစစ်စစ်နဲ့ရန်သူစစ်စစ်ကိုခွဲခြားတော့မယ်အနေအချိန်ရောက်ပြီလို့ကျွန်တော်ပြောချင်တယ်ဒါကြောင့်လည်းတမန်ကြီးအနေနဲ့လည်းကျွန်တော်ထင်ပါတယ်တကယ်လို့ကျွန်တော်တို့တိုင်းသားတွေစီးလို့ညီညီရေးကိုတကယ်အာယုံစိုက်ပြီးတော့ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့တကယ်ကောင်းတဲ့ဟိုကိစ္စလို့ကျွန်တော်တော့ အပြုသဘောအရာမြင်ပါတယ်အပြုသဘောဆောင်ပြီးမြင်ပါတယ်အဲ့တော့အခုလောလောဆယ်တည်င်းနေရဆိုရင်အခုအတွင်းကူပွားကာလအခြေခံဥပဒေအခုပြီးလောက်ပြီထင်တယ်အခုဆိုစက်တင်ဘာလတည်းပြီးမယ်ဆိုတော့ဆိုတော့အဲ့ဒီဟာတစ်ခုရှိတယ်အတွင်းကူပွားအကျိုးကာလအစိုးရဆိုတဲ့ပုံစံမျိုးပေါ့နော်ဖွဲ့စည်းဖို့လေတည်င်းနေရချက်ချက်ပြတ်ပြတ်ထွက်နေတယ်ဆိုတဲ့အခါကျတော့အခုလိုမျိုးတွေ့ဆုံမှုဟာအဲ့ဒီအတွက်တင်ကြွဆွေးနွေးမှုတစုံတရာပါနိုင်မလားဆက်ဆက်မှုရှိနိုင်မလားအဲ့ဒီပေါ်ဘယ်လိုမြင်လဲကိုမိုင်း ျွန်တော်တို့အဲ့ဒါအဲ့ဒီအာဆက်ဆက်မှုရှိတယ်လို့မြင်ပါတယ်ဗျာ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီ NUG အစိုးရအနေနဲ့လည်းတချို့လည်းတို့တို့တိတ်ဆွေးနွေးနေတာတွေရှိတယ်လို့ကြားတယ်။တချို့လည်းပြောင်းဆွေးနွေးနေတာတွေရှိတယ်လို့ကြားပါတယ်။ခက်တာကျွန်တော်တို့ကစပြီးတော့ဖွဲ့စည်းကြတာကျွန်တော်ကတပ်ပေါင်းစုပုံစံဖွဲ့စည်းခြင်းတော့ဗောဗျာ။ဒါနဲ့ပတ်သက်ရင်ကျွန်တော်တို့မှာတမိုင်းမှာလည်းတွေးကြုံရှိရှိပါတယ်။ဟိုမှာဆိုတော့ဖတ်တာပလာဗောဗျာ။ဖက်စစ်တက်ဖြတ်ရင်း ਨੇ လူမျိုးရေးအဖွဲ့ပေါ့ဖတ်တာဘလောက်အဲ့ဒီမှာသူတို့ရှင်ငငယ်ဥဆောင်ဖွဲ့ဖွဲ့တယ်ပထမ6ရောက်ပေါ့နောက်16ရောက်နောက်36ရောက်အဲ့လိုဖွဲ့တယ်နောက်ပြီးတော့အဲ့ဖတ်တာဘလောက်မှာပဲစစ်ဦးစီးကော်မတီဆိုတာဖွဲ့တယ်9ရောက်နဲ့ဖွဲ့တယ်ဆိုလိုချင်တာကဗျာငငယ်ရေးစီရေးဦးအဲ့ဒီလိုဂျပန်တော်လိုင်းမှာ ဖွဲ့ပြီးတော့မှတက်ခဲ့တာဖြစ်တယ်ဒါတပေါင်းစုပေါ့ဗျာဒါမျိုးတပေါင်းစုလို့ပြောတဲ့အခါမှာတော့ခုနလိုပေါ့ဗျာကာရိုမီတာပေါင်းစုတော့လုံးဝမရဘူးဗျာကာရိုမီတာပေါင်းစုဆိုတော့ ဟိုရက်ွက်ထုံကြီးတို့ကျင်းပရေးကော်မတီလို့ပေါ့ဗျာကျွန်တော်တို့တော့အဲကမင်းနဲ့ပါငါလည်းပါဟိုလူလည်းပါငါတို့တော့တပေါင်းကြီးဖွဲ့မယ်ဆိုတာမျိုးတော့အဲအဲ့လိုတော့လုံးမရဘူးလို့ထင်တယ်ကျွန်တော်တို့ဒါမနိုဘလောစာချုပ်တီချုပ်ခဲ့တယ်လော်ခီလော်ခီလာစာချုပ်တီချုပ်ခဲ့တယ်ဒူဝဲဂလိုစာချုပ်တီချုပ်ခဲ့တယ်နောက် DAV လိုဟာမျိုးတပေါင်းစုကြီးဖွဲ့လာနေတယ်အဲ့ဒီတော့ကျွန်တော်တို့မှာတကယ်ကိုထိတိကျကျလုံးနိုင်တာလေအများကြီးရှိပါတယ်ဟိုစစ်နိုင်တာမနိုင်နေဆိုတော့အပိုင်းတစ်ပိုင်းပေါ့ဗျာတကယ်တော်လိုင်းကြီးမှာထိတိကျကျလုံးနိုင်ခဲ့ရတယ်အများကြီးရှိပါ ဒါကြောင့်ခဏရတော့2025ဒါကအခုမှမဟုတ်ပါဘူးအခုကတော့ KNU ဥက္ကရာနဲ့ KNBB ဥက္ကရာနဲ့တွေ့တဲ့ဟာဖြစ်တဲ့အခါကျတော့ပြောကြရတာပေါ့ဒီ NUG ဆိုတာအနေနဲ့တော့ဒီကိစ္စကိုလုပ်နေကြတော့ခက်စောစောပဲစလုပ်နေလို့ကျွန်တော်သတင်းကြားပါတယ်ဘယ်လိုလုပ်နေလို့သိရပါ ဟုတ်ကဲ့အဲ့ဒီခုနပြောတဲ့တပ်ပေါင်းစုပေါ့နော်တပ်ပေါင်းစုအနေထားမှာ2021တည်းကဘာကြောင့်မဖြစ်ရလဲဆိုတော့ကျွန်တော်ထပ်ပြီးတော့မေးမြန်းလိုပါတယ်အခုနောက်တစ်ခုရှိတာကခုနကဟိုအသွင်ကူပြောရေးအစိုးရသွားဖို့လမ်းကြောင်းပြင်နေတယ်ပေါ့နော်ပြီးခဲ့တဲ့ရက်ပိုင်းက UNG ဝန်ကြီးဒေါက်တာဇော်ဝေစိုးကသူကအင်တာဗျူးတစ်ခုမှာပြောသွားတာက UNG နေနဲ့2025မှာဒီတိုင်းသွားလို့မရတော့ဘူးပေါ့နော်အဲ့ဒီအတွက်တိုင်းရင်းသားခေါင်းဆောင်တွေပါပါတယ်ဖွဲ့စည်းမှုကိုသူအားလုံးသဘောတူထားပြီလို့သူကပြောတယ် အဲ့ဒီပုံစံမျိုး NUG အပြောင်းအလဲအတွက်ကိုလှုပ်သွားမယ်ဆိုရင်တိုင်းရင်းသားတွေဘက်ကရောအဲ့ဒီအနေထားပေါ်မှာသူတို့ကလက်ခံနိုင်မလားဘယ်လိုမျိုးမြင်လဲကိုအောင်မိုင်းနေနေအေးဗျာဒေါက်တာဇော်ဝေဆူသူပြောတဲ့ဟာကျွန်တော်လည်းနားထောင်ပါတယ်နားထောင်တဲ့အခါမှာတိုင်းရင်းသားတွေနဲ့အဲ့လိုပေါ့တိုင်းရင်းသားကောင်းဆောင်တွေကိုလှုပ်ကြပါပေါ့တိုင်းရင်းသားကောင်းဆောင်တွေနဲ့အားလုံးသဘောတူပါတယ်ဆိုတော့အဲ့ဒါသူပြောတဲ့မှားတယ်ဗျာဒါဆိုအပြင်သူကအဲ့လိုအားလုံးဆိုတဲ့အသုံးလုံးသုံးလိရှိတယ်တကယ်ကတော့အားလုံး အားလုံးမဖြစ်နိုင်ပါဘူး။ဘာကြောင့်လဲဆိုအဲ့ဒီတိုင်းသားတွေထဲမှာလည်းကိုယ်နဲ့သူခုနလိုပေါ့ဗျအမြင်တူတဲ့လူတွေပါမယ်အမြင်မတူတဲ့လူတွေအကြံပါပေါ့။နောက်အမြင်တူတဲ့လူတွေဖြတ်ပြီးပါကောင်းပါလားပေါ့။အဲ့ဒါလိုသွားမှာဗျတွားမှာဖြစ်စရာအားလုံးကတော့တပြန်နဲ့ပါမှာမဟုတ်ပါဘူး။တောင်ဆရာဇော်ဝေဆိုးကနည်းနည်းပြောတာနည်းနည်းများသွားတာဖြစ်ပါလိမ့်မယ်။အားလုံးကတော့မဖြစ်နိုင်ပါဘူး။ကျွန်တော်တို့အဲ့လိုပဲနားလည်ပါတယ်။အဲ့တော့တစ်ဆက်တစ်ဆက်တည်းကျွန်တော်ထပ်ပြီးဟိုဆွေးနွေးလို့တာက အခုတိုင်းရင်းသားတွေလက်ခံတာကဘော်တွန်အပ်ပေါ့နော်ဆိုဘော်တွန်အပ်ပုံစံမျိုးသူတို့ကစုဖွဲ့မှာဟိုပြီးခဲ့တဲ့စက်တင်ဘာ22ရက်နေ့ကဆိုရင်တိုင်းရင်းသားလူမျိုးများကောင်စီနဲ့ဖက်ဒရယ်ယူနစ်အဖွဲ့တွေပေါ့နော်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးသဘောထားထုတ်ပြန်တယ်အဲ့ဒီမှာသူတို့ကအသွင်ကူးပြောင်းရေးဖက်ဒရယ်ဒီမိုကရက်တစ်အစိုးရ TFDG နော် TFDG ဆိုတာကအခြေခံဥပဒေစွဲပြီးပေါ်လာဖို့သူတို့ကြိုးပမ်းနေတယ်အဲ့ဒီမှာသူတို့ကဘော်တွန်အပ်သွားမှာဘော်တွန်အပ်သွားမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဖက်ဒရယ်ယူနစ်တွေလာပါ NUG နေနဲ့က Federal Unit နေနဲ့ပဲဟိုပါဝင်မှုရှိတယ်ဆိုရင် NUG နေနဲ့အဲ့ဒါကိုလက်ခံနိုင်မဲ့အနေအထားရှိလားမသိဘူးဆိုတော့ဒါကတော့ NUG ကိုမေးရပါဘူးဒါပေမဲ့ Common နေနဲ့ဘယ်လိုမြင်လဲဗျခင်ဗျာမေးရတော့တော်တော်ကောင်းနေမေးကိုဗျာအဲ့ကြောင့်လည်း NUG ကတော့အဲ့ဒါဖြေမှာမဟုတ်ဘူးထင်တယ်အဲ့တော့ကျွန်တော်ကျွန်တော်ကတော့ကျွန်တော်အမြင်တော့ကျွန်တော်ဖြေလို့ရပါတယ်ဘာကြောင့်လဲဆိုဒီဒီအားဒီလိုဗျာ bottom up ဒီ federalism approach ပေါ့ဗျာဒီဟာဒီတိုင်းသွားမှာပေါ့ ီတိုင်းသားတွေอ่ะအဲ့တော့ကျွန်တော်တို့อ่ะ NUG နဲ့ငါးစီလာဆိုရင်တော့အပြည့်စံကတော်တော်ကြီးနေတာပြုံးဝင်လေအစတွေကလည်းအဲ့ဒါကြောင့်လည်းအခုလိုဖြစ်နေတာပဲလေငါးစီလာဆိုတာမဟုတ်ဘဲနဲ့တမဲတမဲဆိုတာမျိုးလောက်ဆိုရင်တော့ကျွန်တော်ထင်ပါလေပြည်လေလိမ့်မယ်လို့ထင်တယ်အဲခုနလိုပေါ့ငါကတော့မမြောက်ဘူးငါကတော့အဆိုးရပဲငါးစီလာဆိုခဲ့ဟာမျိုးနဲ့ငါတို့ဖွဲ့ပေးမယ်ဆိုတာမျိုးနဲ့ဆိုရင်တော့နည်းနည်းခက်ခဲရှိနေမယ်ဘာကြောင့်လဲဆို NUG မှာအုပ်စကိုင်းမကွေး ကျွန်တော်တို့ဒီဘက်ရက်ွက်ဒီအားလုံးဟာအန်ယူဂျီရဲ့ဟိုဟာမဟုတ်တော့ဘူးလေမန်လီစသဖြင့်ပေါ့လေဂါသူသူဖယ်ရယ်ယူနစ်နဲ့သူသွားကြမှာဖြစ်တာ哦အန်ယူဂျီရဲ့ဖယ်ရယ်ယူနစ်လို့ပြောလို့မရဘူးလေဒီဟာအားလုံးကကိုလွတ်လပ်တဲ့ဖယ်ရယ်ယူနစ်တွေဖြစ်ကြမှာ哦ဒီဘက်မှာကြည့်လိုက်တော့ရှင်လေကျွန်တော် AOD ဆိုရင် AOD ကအမျိုးသားများပြည်နယ်ကောင်းစီအမျိုးသားများပြည်နယ်ဖြစ်ရပါဘောတိုင်းသား၄မျိုးလောက်နေတာဟုတ်တယ်အဲ့အမျိုးသားများပြည်နယ်ဖြစ်မယ်ဘိတ်ဘိတ်တော်ဝယ်ဆိုလည်းအမျိုးသားများပြည်နယ်ဖြစ်သွားနိုင်တယ်ဒါကကျွန်တော် FCDC ဆီမှာပါတာဟုတ် ဆိုတော့လွတ်လပ်တဲ့ပြည်နယ်တွေလွတ်လပ်တဲ့ဟိုဟာတွေဖြစ်တယ်ဖြစ်သွားနိုင်တယ်ဆိုရင်ကျွန်တော်ထင်တယ်အန်ယူဂျီကဘယ်အားကိုသူကသူ့ဟိုဟာဘက်ကပျော်ပြီးသွားမလဲဆိုရတာနည်းနည်းပြဿနာရှိနေတယ်ကျွန်တော်ထင်တယ်သူ့အတွက်လည်း unit တစ်ခုလိုမှာပေါ့နော်ဟုတ်တယ်โอเคအဲ့ဒါကြောင့်ဂုဏကကျွန်တော်ဆွနေတဲ့ထဲမှာလည်းပါတာပေါ့ UNG ကသူကသူတို့ပြုပြင်ပြောင်းလဲမှုအထဲမှာတိုင်းရင်းသားတွေကလာပါကြအားလုံးပြန်စုဖွဲ့မယ်ဆိုတော့ပုံစံမျိုး ဟိုသွားမှာလာသူတို့သွားကျင်တာအဲ့လိုပုံစံဖြစ်လာဒါမှမဟုတ်ခုနတိုင်းသားတွေပြောတာဟိုဘော်တွန်အပ်နဲ့သွားမှာပေါ့နော်ဆိုတော့ဘယ်ဟာကဟိုအဓိကဖြစ်လာမလဲဆိုအဲ့ဘော်မှာဘယ်လိုမြင်လဲကျွန်တော်မြင်ရတော့ကတိုင်းသားတွေအခုတင်းနေတဲ့ဘော်တွန်အပ်ကတော့အဲ့ဒီတိုင်းပဲဖြစ်နေမြဲဗျဒါဟာလဲကျွန်တော် NGD လက်တည်ပါတယ်လေကျွန်တော်တို့၅နှစ်လောက်တာလုံးလုံးမမြင်ရတာပဲအဲ့တော့လုံးလုံးမြင်ရတဲ့ကိစ္စကြီးအတင်းစစ်လုံးမယ်ဆိုတော့လေအမားအကြီးကြီးဖြစ်ဖြစ်သွားမှာ တောင်းကျွန်တော်ထင်ပါတယ်ပေါ်တွန်းအပ်ပဲဖြစ်ပေါ်များပါတယ်ဒီလိုစုဖွဲ့မှုအခင်းကျင်းရပါတော့ကျွန်တော်နိုင်ငံရေးတော်လှန်ရေးမှာအတွေ့အကြုံရှိတဲ့နားလည်တဲ့သူတွေက2021တည်းကတာထွက်တယ်ကသူတို့မျှော်လင့်တာအကြံပြုခဲ့တာလေဆိုအဲ့ဒီကအဲ့လိုပုံစံသွားဖို့ဆိုတော့အခုမှလုတ်တယ်ဆိုတော့အခုဆိုရင်ဒါဘာပဲပြောပြောစစ်ကောင်စီဘက်ကပြန်ပြီးစုဖွဲ့နိုင်တဲ့အနေအထားမျိုးရှိသွားပြီသူတို့လည်းသူတို့ပြန်နေပေါ့နော်ဆိုတော့တစုံတရာနောက်ကျသွားပြီလို့ပြောရင်ရမလားဗျကျွန်တော်ဒူးချင်းမြင်ရတော့ဗျာ ဟိုဒီနိုင်ငံရေး process တွေကျွန်တော်ချင်းကတဲ့အခါမှာနောက်ကျတာတော့စိုးတာတော့တိတ်မရှိဘူးဗျာအဲကြောင့်လဲဆိုကိုစလုံနေတဲ့အချိန်ကစလုံရတာပဲလေခုနလိုပေါ့ဗျာအရင်2021လောက်တွေကလုံရင်တော့2021လောက်တွေကခင်းချင်းတစ်တခုကိုကျွန်တော်ရမှာပေါ့အဲဒီ2021ကမလုံတဲ့အတွက်ကြောင့်2025မှာ2025ခင်းချင်းတစ်တခုကိုတည်ဆောက်ရတာဖြစ်တာပေါ့ဗျာတကယ်ကတော့အဲ့ဒီဟာ2021လောက်မှာတည်ဆောက်လိုက်နိုင်မယ်ဆိုရင် ကျွန်တော်ထင်တယ်လေဒီ2025မှာကျွန်တော်တို့တော်တော်ကြီးကိုမြေမြဆိုင်ဆိုင်ချီတော့ပဲလို့ထင်ပါတယ်။ဒါလို့ကျွန်တော်မလုပ်လိုက်နိုင်ဘူးနိ။အဲ့တုန်းကတော့ကျွန်တော်တို့အားလုံးမြင်တာကတော့ဒီအစိုးရကြီးဖွဲ့ပြီးတော့ဒီလို့ရင်တစ်ချင်းပဲလွတ်မြောက်မယ်လို့ထင်တာ။ဒါကတော့အားလုံးကအဲ့လိုမြင်ကြတာ။ဒါမျိုးတိနားလေတဲ့ရေဘော်ကြီးတော်တော်များများတော့တက်ပေါင်းစုဆိုတာကိုအတော်တင်ကြပါလား။အဲ့တုန်းကလည်းတင်နေတစ်လျှောက်လုံးလည်းတင်ပါလား။ကျွန်တော်တို့ဒါကျွန်တော်တို့သိနေရပါလေ။ဒါကိုလက်မခံကြပါဘူး။ အခုကတော့လက်မခံလို့မရတဲ့အနေထားတော့ပေါ်လာတာပေါ့ဗျာအခုနောက်ကြတဲ့စောတာတော့မဟုတ်ဘူးပေါ့ဗျာအခုလက်ခံလို့ရှိရင်အခုအလုပ်ဖြစ်မယ်လို့ထင်ပါတယ်အဲ့တော့ခုနကဟိုဒေါက်တာဇော်ဝေစိုးကအားလုံးသဘောတူတယ်လို့ပြောတယ်ဒီနေရာမှာကိုအောင်မန်းကအားလုံးတော့မဟုတ်ပါဘူးပေါ့နော်ဟိုတချို့လို့ပြောတယ်ပေါ့အဲ့တော့အခုစုဖွဲ့မဲ့ပုံစံကအားလုံးပါဘူးပေါ့ဖြစ်နိုင်ကြီးဘယ်လောက်ရှိမလဲတကယ်လို့မပါနိုင်ဘူးဆိုရင်ဘယ်လိုအခက်အခဲကြောင့်လို့ပြောနိုင်မလဲဗျအဲ့ဒီပေါ်ကိုအောင်မန်းနေနေဘယ်လိုဆွေးနွေးပေးလို့လဲ အဲ့ဒါတော့ကျွန်တော်ထင်နေပြရှင်းရှင်းလင်းလင်းတော့ရှိနေတယ်ဆိုတော့မြောက်ပိုင်းဘွဲတွေကဟိုတရုတ်ပြတရုတ်ပြဒီလောက်ကျွန်တော်တို့ဘုံကိုဖီအားပေးနေတဲ့အချိန်မှာမြောက်ပိုင်းဘွဲတွေကဒီကိစ္စအောင်နဲ့ပတ်သက်ပါဖို့ဆိုတော့တော်တော်ကြီးကိုစဉ်းစားကြလိမ့်မယ်အဲ့တော့တကယ်ပါနိုင်တာကကျွန်တော်တောင်ပိုင်းဘွဲတွေပဲရှိတယ်အဲ့တော့မြောက်ပိုင်းကဆိုတော့ကချင်တော့ရှိတာပေါ့ဗျာအဲ့တော့ဒီယာနဲ့အလေပိုင်းဘွဲတွေနဲ့ပေါင်းရမှာအနေထားလို့ကျွန်တော်ထင်တယ်ခုနကဟိုကိုတထွေးနိုင်မိရဲ့မိကုံပြောရမယ်ဆိုရင်တော့ တချို့တော့ပါမယ်ဆိုတာအဲ့ဒါပါမပါနိုင်ဘူးဆိုတော့ကျွန်တော်ထင်ပါတယ်မြောက်ပိုင်းမှာရှိတဲ့အဖွဲ့တွေကတော့ပါဖို့မှမဟုတ်ပါဘူးအာအရခတ်တက်တော့ AA နေနဲ့ရောဒီလိုစုဖွဲ့မှုဖြစ်လာမယ်ဆိုရင်တို့ရောဘယ်လိုသဘောထားမျိုးထွက်လာမယ်လို့ဟိုယူဆနိုင်မှာလားကျွန်တော်ထင်ပါတယ်အရခတ်တက်တော်အနေနဲ့ကတော့ဒီစုဖွဲ့မှုကတကယ်ကိုစနစ်တကျဖြစ်မယ်စီးနောင်မှုအားကောင်းမယ်ဆိုရင်တော့ပါလာလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ် ဒီနေရာမှာနောက်ထပ်တစ်ခုကဒီ UNG ပေါ်အကူအကဝေဖန်မှုတွေအကြီးအကျယ်ရှိနေတယ်ပြုခွင့်ပြောင်းလဲလုပ်ပါလို့လည်းပြောနေတယ်အဲ့အတွက် UNG ကလည်းလုပ်မယ်လို့ပြောတယ်နောက်တစ်ခုကတာဝန်ယူမှုတာမူခံမှုနဲ့ဖြည့်ဆင်းရမယ်ကိစ္စအရာတချို့လည်းရှိနေတယ်ပေါ့နော်ဆိုတော့တကယ်လို့ဒီတိုင်းရင်းသားတွေနဲ့ပေါင်းပြီးနောက်ထပ်စုဖွဲ့မှုတစ်ခုတွားမယ်ဆိုရင်အခုတာဝန်ယူမှုတာဝန်ခံမှုနဲ့ဖြည့်ဆင်းရမယ်ကိစ္စတွေကိုထားခဲ့ပြီးတော့တွားမယ်ဆိုရင်အဲ့ဒီလိုမျိုးတိုင်းရင်းသားတွေကဟိုလက်ခံပေးမဲ့အနေထားမြင်လာဗျာ ျွန်တော်တူးချင်းမြင်ရတော့ရှိုးရှင်းချင်းပဲရှိတယ်ဗျာကိုသူထွေးနေတိုင်းသားတွေကလက်ခံနေဖြစ်စေလက်မခံနေဖြစ်စေအန်ယူဂျီကသူတို့ကိုသူလက်မခံဘူးလေဒါသူတို့မှတာဝန်ရှိရအောင်တောင်းသူတို့မှတာဝန်ရှိတဲ့အတွက်ဒီတာဝန်တွေကိုသူတို့ဖြည့်ရှင်းရမှာပဲလေဒါကကျွန်တော်တို့ကခလေးကစားတာမဟုတ်ဘူးလေနိုင်ငံတစ်ခုရဲ့တော်လှန်ရေးလုပ်နေတာဖြစ်တာအောင်အဲ့တော့တော်လှန်ရေးတစ်ခုမှတာဝန်ယူမှုတာဝန်ခံမှုဆိုတာရှိပါတယ်ဒီတော်လှန်ရေးပြီးလို့ရှင်လည်းရှိတယ် transition adjusted ဟာမျိုးကတော်လိုင်းပြီးလို့ရှင်နေရှိတယ်ဆိုတော့ကာလတစ်ခုမှာတစ်ခုကတစ်ခုကိုဖွဲ့စည်းမှုပြောင်းတာပြောင်းတာပဲတောင်ယူတောင်ခံမှုကတော့ရှိ ਉ ရှိရမှာပဲတိုင်းသားတွေကလက်ခံအောင်တော့ဒီ NUG နေနဲ့ကိုယ့်ကိုလက်ခံလို့မရဘာကြောင့်လဲဆိုကိုကဒီမှာတောင်ရှိတယ်ဆိုတော့အတိရှိမယ်ဆိုရင်ဒါတော့ကျွန်တော်ထင်တယ်လीသူလည်းဒီဟာတော့လုံးဝမထင်ပါဘူးလုံးမယ်ဆိုလို့ရှင်တော့သူတို့တပိုင်းတောင်ဖြစ်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်လीအ ုတ်ပြီကိုအမိုင်အဲ့တော့တပ်ပေါင်းစုလိုပဲဆိုဆိုစုဖွဲ့မှုအစ်စ်လိုပဲဆိုဆိုပေါ့နော်အခုဟိုတွားတော့မဲ့ပုံဖော်လာတော့မဲ့ဟိုအနေထားတစ်ခုပေါ့စုဖွဲ့မှုအစ်စ်မှာဘလို့ပုံစံမျိုးဟိုစုဖွဲ့ရမတိဆောက်ရမလို့ကိုအမိုင်ဟိုမြင်လဲဗျဟုတ်ကဲ့အဲ့ဒါအရေးလေးကြီးတယ်ဒီဟာအစကောင်းမှနှောင့်နေကြတယ်ဆိုတဲ့စကားပုံရှိပါတယ်တပ်ပေါင်းစုတကယ်လို့ဖွဲ့မယ်ဆိုရင်ကျွန်တော်တို့က NGO တော့ထဲ့ဦးထဲ့ရမှာဖြစ်ပါတယ်နောက်ပြီး EAO တွေထဲ့ရမှာဖြစ်ပါတယ် နောက်တတိယအင်အားစုလည်းလိုပါတယ်။အဲ့တတိယအင်အားစုကဘာလဲဆိုတော့ဒီရန်သူစီမှာရွေးကောက်ပွဲမဝင်တဲ့တိုင်းသားပါတီတွေရှိတယ်။နောက်တစ်ခါလူပေါင်းတက်လို့ပါတီတွေရှိတယ်။နောက်တစ်ခါနိုင်ငံရေးအင်အားစုတွေပေါ့ဗျာ။အဲ့လိုအင်အားစုတွေကိုတေးသေးချာချာစုစည်းပြီးတော့အဖွဲ့၃ဘွဲ့ပေါ့။ဒီစုဘွဲ့မှု၃ခုကနေပါတပ်ဖွဲ့စုဖွဲ့မယ်ဆိုရင်အဲ့ဒါတော်တော်ခိုင်နေတပ်ဖွဲ့စုဖြစ်လာလိမ့်မယ်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ပြန်ချုပ်ရမယ်ဆိုရင်ဒီယာယီသမရရဲ့ KNU KNPB ဥက္ကဋ္ဌတွေနဲ့ တိကျတွေ့ဆုံမှုပေါ့နော်အခုစွဲနေတဲ့အခြေခံဥပဒေကိစ္စနောက် UNG အပြောင်းလဲအတွက်တွန်းအားပေးမှုဒါတွေအားလုံးကနေပေါ့နော်အရွေးတစ်ခုဘယ်လိုပုံစံကျွန်တော်တွေ့မြင်ရလာနိုင်မလဲဟိုစစ်ကုပ်စုရောတကယ်တမ်းဒီစုဖွဲ့မှုကဟိုရှင်းပြနိုင်မယ့်အင်အားစုလို့ပြောနိုင်မလားအဲ့ဒါဟိုနောက်ဆုံးအနေနဲ့သုံးသပ်ပေးပါဗျာအခုကကျွန်တော်ထင်တယ်လေတကယ်လုံးနိုင်မယ်ဆိုရင်တော့စစ်အုပ်စုကိုကျွန်တော်တို့ရှင်းနိုင်ပါတယ်ကျွန်တော်တို့စစ်ကရှုံသွားတာမဟုတ်ပါဘူး ကျွန်တော်အတူချင်းနေပါလေ။ဘာကြောင့်လဲဆိုတော့ရန်သူလော်ဘီတွေကစစ်ရှုံးပြီးငါတို့ဟိုမှာတော့စစ်တရားမနိုင်တော့ဘူးဒီမှာလေးအတိုက်ခံနေရပြီ။ဒါစစ်ဆိုတာဆုတ်တာရှိရဗျာတက်တာလည်းရှိပါတယ်။ဒါဟာဒီတရားကိုကျွန်တော်ဆုတ်တာရတာပဲလေ။စစ်တိုက်ဘူးတဲ့လူတွေအားလုံးကသိပါတယ်။ဟိုဆုတ်ရတဲ့အချိန်ကဆုတ်တယ်တက်ရတဲ့အခါတက်တယ်။အခုစစ်တပ်ကလုပ်နေတာက သူတို့ဘိုးစစ်ကွန်ပျူတာဖွဲ့တယ်ဖွဲ့ပြီးတော့ဒီမှာလူတစ်ထောင်ပို့မယ်ဆိုရင်လူတစ်ထောင်အဲ့လိုပို့ပြီးနောက်တနေရာမှာလူ200လောက်တက်ပြီးအဲ့ဒီတစ်ထောင်လေးကနေပြောလူ900လောက်ဆွဲထုတ်ပြီးနောက်တနေရာပို့ပို့တနေရာပို့အဲ့လိုပေါ့တနေ့ကြီးဒီအကူကြီးနောက် drone ကူကြီးနဲ့လူကိုအဲ့လိုလှည့်ပြီးထိုးတာပေါ့ဗျာသူလိုချင်တာကျွန်တော်တို့ကခံစစ်တွေဖြစ်နေတယ်ခံစစ်တွေဖြစ်နေရဲဆိုတာကျွန်တော်တို့ကကျွန်တော်ဂွင်နေရပဲကျွန်တော်ခံနေတယ်အဲ့တော့ကျွန်တော်တို့ဘာဖြစ်လဲဆိုခံစစ်တွေဖြစ်တဲ့အခါမှာသူ့ရဲ့မာဗျူအာကိုကျွန်တော်မခံနိုင်တော့ဘူး ဒါကျွန်တော်လက်တွေ့တွေ့နေရတယ်ဘာမခံနိုင်တော့လဲဆိုသူကလက်နက်ကြီးရဲသုံးနိုင်တယ် drone တွေသုံးနိုင်တယ်လူအင်အားကိုအဲ့လိုဆွဲပြီးဖြန့်ပြီးသုံးနိုင်တယ်ဟိုဘက်ကလူ1000လောက်ကိုဒီဘက်က900လောက်ပေါင်ပြီး1500သုံးနိုင်တယ်နောက်နောက်တနေရာကျတော့ဒီက1000ဆွဲထုတ်ပြီးနောက်တနေရာကိုထပ်ပြီး1000ပို့လိုက်နိုင်တယ်အဲ့ဒီလိုညပြီးထိုးထိုးသွားနိုင်တဲ့အနေအထားဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကတော့တကယ်စီးစနစ်တကျတပ်ပေါင်းစုနဲ့ဖွဲ့ပြီးတော့လုပ်နိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကျွန်တော်တက်တက်ကပြတ်မသွားပါဘူး အခုရှိနေတဲ့တက်ကကျွန်တော် BDA ရဲဘော်တွေဒီတိုင်းပဲရှိနေတယ်ကျန်တဲ့ LB တွေဒီတိုင်းပဲရှိနေတယ် EAO တက်တွေလည်းဒီတိုင်းပဲရှိနေတယ်ကျွန်တော်တို့ကဥဆောင်မှုမရှိတာဖြစ်တယ်စီးစနစ်ကြတဲ့ဥဆောင်မှုမရှိတာစီးစနစ်ကြတဲ့တက်တီဆောင်ရေးမလုပ်နိုင်တာစီးစနစ်ကြတဲ့တက်ဖွဲ့ကြီးကိုမလုပ်နိုင်တာစီးစနစ်ကြတဲ့တက်ပါပြူပါအောင်မချနိုင်တော့အဲ့လိုဟာမျိုးတွေဖြစ်တဲ့အတွက်ကြောင့်ဒီစုံတရားကျွန်တော်ဘက်ကဆုတ်ဝဲရတာရှိပါတယ်အဲ့လိုပဲကျွန်တော်ဘက်ကထိခိုက်တာလည်းရှိပါတယ်အဲ့ဒါကိုပြင်နိုင်မယ်ဆိုရင် ဟိုတကယ်နားလဲသဘောပေါက်ဟိုပေါက်ပေါက်တဲ့ပုံကိုယ်ကဥဆောင်မယ်ပြည်ဒီရှားစစ်စစ်နဲ့ဒီရှားတက်တီကိုဒီဆောင်မယ်တက်တီဖွဲ့စည်းမယ်ဒါတွေစနစ်ကြပြူပါရီချပြီးလုပ်မယ်ဆိုရင်ကျွန်တော်တက်တီကဒီတိုင်းမရှိနေတော့မှာကျွန်တော်တန်တူရှင်နေမှာနောက် drone ဆိုတဲ့ကိစ္စကတော့ဗျာဒါစစ်ကိုပြီးသွားနေတာမဟုတ်ပါဘူးတားတာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဘက်ကလည်းပြန်လုပ်နိုင်တယ်အများကြီးရှိပါတယ်ဒါကြောင့်ကျွန်တော်ဘက်ကကြံပေးချင်တာတော့တကယ်လို့တပေါင်းစုကိုချက်ချက်နဲ့နိုင်ငံရေးစီရေးပေါ့ဗျာ လုံနိုင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဘက်ကလည်းမရှုံးသေးပါဘူးပြန်ပြီးနိုင်နိုင်တဲ့အနေအထားတွေရှိတယ်ဆိုတော့ကျွန်တော်အလိုပဲပြောချင်ပါသေးတယ်အရွေးတစ်ခုအနေနဲ့ရောဘယ်လိုပုံစံတွေ့ရနိုင်လဲမကြတော့မဲ့အချိန်မှာဒီကြတာတော့2025အလွန်မှာတော့အခင်းချင်းတစ်ခုကတော့သေချာပေါ့တွေ့ရပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့အလိုပဲယုံကြည်ပါတယ်အဲအဲ့ဒီအခင်းချင်းတစ်ကကျွန်တော်တို့လိုချင်တဲ့ပြည်သူလူထုလိုချင်တဲ့ခင်းချင်းတစ်ဖြစ်မလားဒါမှမဟုတ်သူတို့ဟာသူတို့ပဲလိုချင်တဲ့ခင်းချင်းတစ်ဖြစ်မလားဆိုတာတော့ အတိကြမှာပဲကျွန်တော်တီးရလိမ့်မယ်ဗျာတီးတဲ့ခါကျလည်းပြောရတာပေါ့ဗျာအဲ့လိုပဲဖြစ်လိမ့်မယ်ထင်တယ်ဟုတ်ကဲ့ကိုမိုင်ကျေးဇူးတင်ပါတယ်အခုဒါထူးထူးခြားခြားပေါ့နော်ဟို UNG ယာယီတမရနဲ့ KNU ဥက္ကဋ္ဌနော် KNB ဥက္ကဋ္ဌနဲ့တီးကြတွေ့ဆုံမှုပုံမှာအခုလိုမျိုးဟိုဖြစ်လာနိုင်ကြို့တုံးသက်ပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာ